အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့ revision project ကနေပြီးတော့ကြိုဆိုလိုက်ရပါတယ်ခင်ဗျာ အခုကျွန်တော်တို့ပြောပြပေးသွားမှာကတော့မြန်မာစာအပိန်း၃အရေးသင်္ကန်းစာမှာပါဝင်တဲ့ပြောတဲ့အခါနဲ့ရေးတဲ့အခါဆိုတဲ့ခေါင်းစဉ်ကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအပြောနဲ့အရေးကိုရှင်းပြရမယ်ဆိုရင် ပြောကပါးစပ်နဲ့ပြောပြီးတော့အရေးကလက်နဲ့ရေးရတာပဲဖြစ်ပါတယ်ဟေးအောင်ဟေးအောင်ဒီပြောဒီပြော ပြောတာနဲ့ရေးတာမှာပြောတာဆိုရင်ပြောတဲ့သူနဲ့တရိပ်နားထောင်တဲ့သူရှိမယ်ပြောတဲ့လူနားမလည်လိုက်တာကိုနားထောင်တဲ့သူကတရိပ်မင်းလို့လည်းရတယ်လို့နားထောင်တဲ့သူကိုလည်းနားလည်တဲ့အထိရှင်းပြလို့ရပါတယ်စာရေးတဲ့အခါမှာဆိုရင်တော့စာဖတ်သူကကိုနီနားမှာရှိချင်လဲရှိမယ်ဖြစ်ချင်လဲမရှိဘူးအဲ့ဒါကြောင့်စာဖတ်သူကိုမေခုံမင်းစရာမလိုရလောက်အောင်စာရေးတဲ့အခါမှာဘတ်စုံတောင်းစုံကနေဆုံဆုံလင်းလင်းအကြောင်းစုံရေးပေးရမှာပဲဖြစ်ပါတယ်ပို့ပြီးစုံလင်သွားအောင်မြန်မာစာဆင့်ကဲလာတဲ့အကြောင်းရင်းကိုကျွန်တော်ကပြောပြပေးသွားမှာပဲဖြစ်ပါတယ် ပထမအဦးဆုံးအနေနဲ့မြန်မာစာသမိုင်းအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။မြန်မာစာကအရင်ဆုံးပါရမီဆိုတဲ့အရေးသားကနေစခဲ့တယ်လို့ဆိုကြတယ်။သူက BC 250ကနေ230နှစ်ဝန်းကျင်လောက်မှာအိန္ဒိယဘက်မှာထွန်းကားခဲ့ကြတယ်။တခြားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့မြန်မာစာအရေးသားပုံစံကအဲဒီပါရမီအရေးသားပုံစံလိုမျိုးပဲဖြီးပြီးတရရတိတိတင်တွေ WhatsApp ပေါက်တွေအဲ့လိုမျိုးတွေနဲ့ဖွဲ့စည်းထားတာကိုတွေ့ရတယ်။မြန်မာစာစကားလုံးတွေနဲ့လည်းတော်တော်လေးရှင်းတူနေတာကိုတွေ့ရတယ်။ ဆိုတော့အဲ့ဒီပါရမီဆိုတဲ့အရေးသားကရောဘယ်ကနေစခဲ့တာလဲသမိုင်းပညာရှင်တွေကဒီအရေးသားကိုစမတ်တစ်အရမီယာအရေးသားတွေကနေတဆင့်ဖြစ်လာတယ်လို့ပြောကြတယ်အဲ့ဒီအရေးသားကအေဒီ100စုကနေပြီးတော့800စုအတွင်းမှာဒီဗက်သီရီလင်ကမြန်မာထိုင်းအစရှိတဲ့နိုင်ငံတွေကိုအိန္ဒိယအယူဝါဒနဲ့ယဉ်ကျေးမှုတွေနဲ့အတူတူရောက်လာခဲ့ပြီးတော့အဲ့ဒီကမှတဆင့်ဗျူဇာတို့မွန်ဇာတို့ဖြစ်လာတယ် အဲ့ဒီပြူစာတို့မွန်စာတို့ကနေတစ်ဆင့်မြန်မာစာဆိုတာဆက်ပြီးတော့ဖြစ်လာတယ်အနော်ယထာမင်းအုပ်စုစဉ်ဆယ်စုနှစ်တစုအတွင်းမှာပိရိကတ်စာပေတွေ ပကံကို သူကတည်ဆောင်လာခဲ့တယ်အဲ့ဒီအချိန်မှာမြန်မာစာစပြီးတော့ပေါ်ပေါက်လာတယ်လို့ဆိုချင်ဆိုလို့ရတယ်ဒါပေမဲ့ဘွားကနေပေါ်ပေါက်လာတာမဟုတ်ဘူး evolve ဖြစ်လာတာမျိုးပေါ့ဆိုတော့မြန်မာစာဆိုတာ AD 17ရာစုအစပိုင်းလောက်မှာပေါ်နေပြီဆိုတာကတော့သိချရတယ် ပြောရမယ်ဆိုလို့ရှိရင်မြန်မာစာကိုတီထွင်ခဲ့တဲ့သူတွေကတက္ကတအရေးအသားပါဠိအရေးအသားဗျူအရေးအသားမွန်အရေးအသားသူတို့တွေကနေတဆင်လိုရာတွေယူမလိုရာတွေပယ်ပြီးတော့တီထွင်ခဲ့ကြတာလို့ပဲပြောရမှာပေါ့တကယ်တမ်းတတိထားမိလားတော့မသိဘူးမြန်မာပြည်တွေဖြစ်တဲ့တတ်တလင်းချိတ်တို့ထောက်ဝင်ပဲတို့ဒိုင်းရင်ကောက်တို့ဆိုတာမြန်မာစာရေးတဲ့နေရာမှာမတုံးတလောက်အောင်ရှားတယ်ဒါနဲ့မှဘာလို့ထည့်ထားလဲဆိုတော့ ပါဠိစာတင်လို့ရှိရင် မခန့်အောင်လို့ထည့်ထားပေးတာပဲနောက်ပြီးတော့ပါဠိစာမှာမရှိတဲ့ရေးချာတို့ရှေ့ထိုးတို့အောက်ကမြင်တို့ အခရအဤတို့အရာတွေကိုကြတော့တသက်တိထွင်ပြီးတော့ထည့်ခဲ့တယ်နောက်ပြီးတော့ခရစ်နှစ်1113ခုနှစ်မှာရာဇာကုမာမင်းသားရေးထိုးလိုက်တဲ့မြားစီတီကြောက်စာမှာဖြူမွန်မြန်မာဘာသာတွေအပြင်ပါဠိကိုပါတခါတည်းရေးထိုးခဲ့ကြတယ် ပြောရမယ်ဆိုလို့ရှိရင်ဒီအတိတ်ဘယ်ကိုပဲဘာသာလေးမျိုးနဲ့ရေးထုတ်ခဲ့တာဖြစ်တယ်။အဲ့ဒီခေတ်မှာဆိုရင်ကြောက်စာတွေမှာရေးတဲ့စာတွေကစုတောင်းစာတွေ၊ကျင့်စာတွေပဲများတယ်။သူလဲအထူးတူပဲပြည်သူတွေ ရေးတာနဲ့မင်းမျိုးမင်းနွယ်တွေရေးတာနဲ့ပဲကွာတယ်။ပြောရမယ်ဆိုလို့ရှိရင်နောင်လာနောက်သားတွေကိုမန်စီတခုခုပေးခဲ့တာမျိုးဖြစ်တယ်။ပြီးတော့ကြောက်စာတွေနဲ့အထူးတူပဲအုတ်ခွက်စာတွေမှာလည်းပါဠိမွန်ဗျူမြန်မာအဲ့လိုဘာသာလေးမျိုးနဲ့အဲ့ဒီခေတ်မှာရေးခဲ့ကြတယ် မင်းကြီးမင်းသားတွေဘယင်တွေမိဖုရားတွေကပဲကြောက်စာတွေကိုအဆက်ဆေးပဲဆိုတော့တာမန်လူတွေအနေနဲ့တခုခုကိုမှတ်တမ်းတင်ချင်ပြီဆိုလို့ရှိရင်အုတ်ခွက်စာတွေနဲ့ပဲမှတ်တမ်းတင်လေးရှိတယ်အုတ်ခွက်စာဆိုတာကတော့သူကရွှန်စည်းပေါ်မှာစာရေးပြီးတော့ရေးတဲ့ဟာကိုမိနဲ့ဖုတ်လိုက်တာပဲဖြစ်တယ်မိဖုတ်လိုက်တော့အခဲဖြစ်သွားတယ်အုတ်ချက်တွေဖြစ်သွားတယ်ပေါ့အဲ့ဒီအုတ်ချက်တွေပေါ်ကစာကိုများသောအားဖြင့်ဗုဒ္ဓရုပ်ပေါ်တော့ပုံနှိပ်ပြီးတော့ကြောဖက်မှာစာရေးမိဖုတ်တာပဲဖြစ်တယ် ကျောက်စာမှာပါတဲ့မြန်မာစာကိုကြည့်လိုက်လို့ရှင်ခင်ဗျားတို့တတိထားမိလာတော့မသိဘူးဗျာအခက်ရတွေကအခုခက်လို့မျိုးဝိုင်းမနေဘူးသူက၄000ပုံစံတွေဖြစ်နေတာများတယ်ဆိုတော့ဘာဖြစ်လို့၄000ဖြစ်နေရတာလဲဘာဖြစ်လို့ဝိုင်းနေရတာလဲပြောရရင်မြန်မာအခက်ရကအဝိုင်းရလို့စားဖြစ်လာတာမဟုတ်ဘူးမူရင်းစာရေးတာဖြစ်တဲ့ဖြူစာတို့မွန်စာတို့ကိုကြည့်လိုက်ရင်လည်းအဝိုင်းတွေတွေ့ရမှာမဟုတ်ဘူးသူကမကြီးစိတ်အခက်ရပုံစံတွေလေးဗျာအဲ့ဒီခက်တုံးကပကံခက်ကြောက်စာတွေရေးတဲ့အခါမှာ ဒီကြောက်ပြာကြီးပေါ်မှာစောင်းနဲ့တူနဲ့ထွင်းရတာဖြစ်တယ်ဆိုတော့ဝိုင်းဝိုင်းလေးလဲထွင်းရတာခက်တယ်လေဟုတ်တယ်မလားဒီသားပုံစံလှုပ်ထဲလိုက်တာပိုအေးတာပေါ့ပိုရှင်းတာပေါ့အဲဒါပဲမဲ့ပေရွက်ပေါ်မှာရေးတဲ့အခါကျတော့လေလေးကောင်းနေသွားပြီးတော့လှုပ်နေလို့မရဘူးမကြီးသေးပုံစံတွေပါလေသွဆွဲလို့မရဘူးအဆင်မပြေဘူးပေရွက်ပေါ်မှာရေးခါကျတော့လေကညွတ်တန်နဲ့ပြောရမယ်ဆိုလို့ရှိရင်တန်ချုံနေပေါ့နော်လေးကောင်းအတိုင်ကြီးတာဆွဲမယ်ဆိုလို့ရှိရင်ဝင်ရက်ကြောတွေစုပ်ကုန်ပါပေါ့ အဲ့ဒါကြောင့်မလို့အဝိုင်းပုံစံတွေဖြစ်အောင်ပြင်ရေးရတယ်အဲ့ဒီကားနဲ့တစ်စက်မြန်မာဘီးတွေကျွန်တော်တို့အခုရင်းနေတဲ့ဝန်ဝန်ဆက်ဆက်မြန်မာဘီးတွေဖြစ်သွားတာပေါ့နော်ပကံခစ်မှာမြန်မာသားတွေကအဓိကပေါ်ပေါက်ခဲ့ပြီးတော့ဆန်ဆိုရှင်တွေလည်းအများပြားပေါ်ပေါက်လာခဲ့ပါတယ်ဥပမာအားဖြင့်ဘာတန်နာရာဇတရစောပုံညာအကြောင်းလေးကိုပြောပြမှာပဲဖြစ်ပါတယ်သူကကုံးမောင်ခေ18ရာစု19ရာစုအစောပိုင်းတွင်ထင်ရှားခဲ့တဲ့ဆာဆိုရှင်တအူးဖြစ်ပါတယ် သူအဓိကရေးခဲ့တဲ့ဝိထုတွေကတော့ပလွေဝိထုတောင်သူလေသမားဘဝကိုပုံဖော်ထားသောဝိထုမဟာဝိဇ္ဇာဝိထုဗုဒ္ဓဘာသာဝင်ဝိထုတမိန်ဆိုင်ရာဝိထုတို့ပဲဖြစ်ပါတယ်သူရေးထားတဲ့ဝိထုတွေတဲကစကားအတုံးနှုံးတွေဆိုရင်တော်တော်လေးကိုရှေ့ကြပြီးတော့ယခုခေတ်နဲ့တော်တော်လေးကွဲလွန်းနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဥပမာမိန်းကလေးဆိုရင်မုံသွဲဟုတ်တယ်ဆိုရင်တော်တော်မူကိုယ့်ရဲ့ကြီးစားလေးချစ်သူဆိုရင်မင်းချစ်လို့ပြောဆိုတုံ့နှုံးကြပါတယ် ဒီဘက်ခေတ်မှာဆိုရင်အင်္ဂလိပ်စကားလုံးတွေနဲ့ညံ့ညက်ပြီးတော့ဘိုလိုမုံလာကြပါတယ်ဥပမာကိုယ့်ရဲ့ချစ်သူဆိုရင် boyfriend girlfriend ကိုထက်၅နှစ်၆နှစ်လောက်ကြီးတဲ့အကိုတွေကိုကိုတွေဆိုရင် beji bj တခုခုပြောလို့အဆက်မပြတ်ရည်ရတယ်ဆိုရင်ဥတက်တယ်ဥပြတ်တယ်လို့ပြောဆိုကြပါတယ်အရင်ခေတ်မှာစကားတစ်လုံးကိုရင်ရင်ကြီးကြီးနဲ့တခြားလေးပြောခဲ့ပေမဲ့ယခုခေတ်မှာတော့ရှေးကဥပမာတွေထဲကပြောပြထားတယ်လို့ပဲစကားတစ်လုံးကိုတွတ်တွတ်တွတ်နဲ့ပြောလာကြတာများလာခဲ့ပါတယ် ဒီလိုမျိုးခစ်တွေကလည်းပြောင်းလဲလာတာကြောင့်မလို့တချို့စကလုံးတွေကငါတို့တွေမတုံးတော့ပဲစာအုပ်ထဲမှာပဲရှိတော့တာမျိုးလည်းရှိတယ်။အဲ့ဒါမျိုးကြတော့စာပေတုံးဖြစ်သွားပြီးတော့စကလုံးတွေကိုလည်းလေးစေတယ်လို့ထင်စီရတယ်။ဒါပေမဲ့အပြောမှကြတော့မတူဘူးကွ။အများတုံးနေကြတာဖြစ်တော့နားလဲလဲစေတဲ့အတွက်ကြောင့်ပော့ပါစေတယ်လို့ထင်ရတယ်။စာအေးစရာတွေထဲမှာတော့အပြောတုံးစကားကိုထည့်တုံးရတာကြိတ်တဲ့သူနဲ့မကြိတ်တဲ့သူဆိုပြီးကွဲလာတာပေါ့ကွာ။ ကျိတဲ့သူတွေကတော့စကလုံးသုံးရတာပော့ပါစေတယ်နားလဲစေတယ်ဆိုတဲ့အချက်ကြောင့်သုံးကြတယ်မကျိတဲ့သူတွေကတော့စကလုံးအလေးကိုပြတ်စေတယ်ဆိုတဲ့အချက်ကြောင့်မသုံးကြဘူးဒါပေမဲ့ကျွန်တော်တို့သိကြတဲ့အတိုင်းပါပဲအရာအလုံးကပြောင်းလဲနေကြတာပဲလေသူမနဲ့ကျွန်တော်လိုပေါ့စာရေးဆရာအများစုကတော့အပြောစကားနဲ့ပို့ပြီးရေးလာကြပါတယ်ရှေ့တုံးကိုလည်းပယ်လို့မရတယ်လို့ခုခက်အတုံးကိုလည်းလစ်လူရှုလို့မရပါဘူးရှေ့တုံးမပယ်ခက်ကိုကျွဲရှေ့တုံးပယ်ကအခက်မလား ဒီစာအတိုင်းပဲရှေ့တုံးကိုလည်းပယ်လို့မရတယ်လို့ရှေ့ထုံးကိုလည်းပယ်လို့မရပါဘူးလူတွေကရှေ့အတုံးကိုပယ်လိုက်ကြမယ်ဆိုရင်ရှေ့ခေတ်တုံးတုံးခဲကြတဲ့ဇကားတွေမျိုးလည်းမတိကြတော့တယ်လို့ဇကားတွေကလည်းတဆင့်တိနိုင်တဲ့ရှေ့လူကြီးတွေရဲ့နေထိုင်မှုကိုလည်းမတိနိုင်တော့ပါဘူးအဲ့လိုပဲရှေ့ထုံးအဆင့်လာအကုန်လုံးကိုမကျင့်တုံးပဲပယ်လိုက်ကြပြီးတော့ရှေ့ထုံးကကျင့်တုံးခဲ့ကြတဲ့မမားတွေကိုထက်လုံးမိမယ်ဆိုရင်မိစွမ်းနှစ်ခါနာအဖြစ်မျိုးဖြစ်မှာပါပဲအဲ့ဒါကြောင့်ရှေ့ထုံးမပယ်ခစ်ကိုကျွရှေ့ထုံးပယ်ကြခစ်မလ ပုံအမိတီယခုစာဆိုဆိုတော့ဘာလို့ဒီလိုရှုပ်ထွေးလာတဲ့တမန်ကြီးကိုပြောပြနေရတာလဲပေါ့နော်ဘာလို့လဲဆိုတော့လူလုံးပေါ့ဗျာကျွန်တော်တို့အခုဖြစ်နေတာကကိုကြီးနေတဲ့စာကဘယ်ကနေဘလို့ပေါ်လာမှန်းမသိဘလို့ဆင့်ငယ်တိုးတက်လာလဲဆိုတာကိုမသိဘဲနဲ့တုံးနေကြတာကြီးကတော့နည်းနည်းပုံဝင်မကြဘူးလို့ခံစားရလို့ပေါ့ဗျာအခုတော့စကလုံးတွေမှာရှိတဲ့အနက်အကြောင်းကိုပြောလိုက်ရအောင်စကလုံးတွေမှာကိုစီအနက်အဓိပ္ပာယ်ရှိကြတယ် ပြောရမှာပဲဖြစ်ဖြစ်ရေးရမှာပဲဖြစ်ဖြစ်ဇကလုံးတွေမှာအနတ်အဓိပ္ပာယ်ဆိုတာရှိတယ်။ဒါပေမဲ့ဇကလုံးတစ်လုံးမှာ အနတ်အဓိပ္ပာယ်တစ်လုံးပဲရှိရတော့မဖြစ်နိုင်ပါဘူး။ဇကလုံးတစ်လုံးမှာအနတ်အဓိပ္ပာယ်တစ်ခုမကရှိနိုင်ပါသေးတယ်။ဥပမာမွေးငါအလှကျွေးမလို့ခွက်30တောင်ကျွေးမှာပါ။ဒီစားချောင်းထဲမှာပါတဲ့ခွက်ဆိုတဲ့ဟာက စားတဲ့ပကံခွက်ကိုပြောတာမဟုတ်ဘဲနဲ့ပိတ်တာခွက်ကိုပြောချင်တာပါ။ဒီကြပုံပြီးရှင်းအောင် ပြောပြရမယ်ဆိုရင်သူမဆိုတဲ့ဇကလုံးလေးကိုစဉ်းစားကြည့်အောင် သူမလို့ပြောလိုက်တာနဲ့ကျွန်တော်ဆိုကျွန်တော်နဲ့သက်ဆိုင်တဲ့သူကိုမြင်မယ်အခုနားထောင်နေတဲ့သူဆိုရင်လည်းကိုစီကိုစီသက်ဆိုင်တဲ့သူကိုမြင်မိမှာပါစကလုံးတစ်လုံးမှာအနက်အဓိပ္ပာယ်တစ်ခုမှကရှိနေတာကလေတုံးဆွဲသူတွေအတွက်ပြဿနာဖြစ်စေပါတယ် အခုအချိန်ဒီမှာဆို ခွေးဆိုတဲ့စကလုံးကအတိတ်ပဲနှစ်မျိုးထွက်နေပါတယ်ဒါပေမဲ့လည်းတစ်ဖက်ကကြည့်ရင်ခွေးသိက္ခာကြပါသေးတယ်အဲ့ဒါကလည်းအနတ်အိဘယ်ကွဲတာမျိုးပါပဲအနတ်အိဘယ်တွေကနေရာပေါ်အချိန်ပေါ်လိုက်ပြီးအများကြီးကွဲနိုင်ပါသေးတယ်နောက်တစ်ခုကမျက်စိနဲ့မမြင်ရတဲ့အရာတွေကိုမြင်ရတဲ့ပစ္စည်းတွေနဲ့တွဲသုံးတာမျိုးပါတန်ရာဆိုတဲ့ဟာကိုကျွန်တော်တို့မမြင်ရပါဘူးအဲ့ဒါကြောင့်မြင်သာတဲ့ပစ္စည်းတွေနဲ့တန်ရာဇဝွန်တန်ရာဇဝိုင်းဆိုပြီးသုံးလုံးကြတာပါ စာစကားပြောရမယ်ဆိုရင်အနှိုင်းခံကိုအနှိုင်းကအနတ်ဒိတ်ပဲပို့ဆောင်သေးရပေါ့နော်ရှေးတုန်းကတော့လေးစင်းနှမောင်းကိုအပီးတန်ထဲမှာမတွေ့ရသေးပါဘူးဒါပေမဲ့လေးစင်းနှမောင်းကသုံးနာများလာတော့တကယ်အရှိစကလုံးတစ်လုံးဖြစ်လာပြီးအပီးတန်ထဲမှာအနတ်ဒိတ်ပဲနဲ့တေချာဖော်ပြထားရပါတယ်ဒီလိုတွဲသုံးတဲ့စာစုလေးတွေကလေးစင်းနှမောင်းတင်မကသေးပဲနဲ့အခြားအများကြီးရှိပါသေးတယ်ဒီလောက်ဆိုအနတ်အကြောင်းကိုတေချာလေးတော့နားလည်လိုက်မယ်လို့ထင်ပါတယ် စောနာကအနတ်ချောင်းကိုတီးခဲ့ရပြီဆိုတော့အဆိုဘက်ကိုလှည့်ရအောင်အဆိုဆိုတာကိုအရှင်းဆုံးနဲ့နားလည်လွယ်ဆုံးပြောရရင်ခေါင်းစဉ်ပေါ့ဗျာနောက်တစ်ခုကပဲကင်လိုလဲခေါ်လို့ရသေးတယ်ခမားတို့ကိုယ်ရည်စားကောင်းလေးကောင်းမလေးတွေကိုအထာကြကြနဲ့ပဲကင်ရှင်ဆိုပြီးခေါ်တယ်လို့ပေါ့တကယ်မင်းကြီးပေါ့ဗျာအဆိုကစကားပြောတဲ့နေရာမှာပဲဖြစ်ဖြစ်စာရေးတဲ့နေရာမှာပဲဖြစ်ဖြစ်ရှိဖို့လိုအပ်ပါတယ် ုံမှန်စကားပြောတဲ့နေရာမျိုးမှာတော့မရှိဘူးပေါ့ဗျာဥပမာမီတင်ပွဲတွေမှာဆိုရင်အဆိုဒါမှမဟုတ်ခေါင်းစဉ်ဆိုတဲ့အရာမရှိဘဲနဲ့ပြောလို့မရပါဘူးအဆိုပါပြီဆိုကြတဲ့ကသူ့ကိုပြန်ပြီးချဲ့ထွင်ပေးမယ်၊ကူညီပေးမယ်အထောက်ပံ့တွေလည်းပါပါသေးတယ်အဲ့ဒီအထောက်ပံ့အကြောင်းကိုတော့အနောက်မှာလာပါလိမ့်မယ်အဆိုကိုဒီထက်ပိုပြီးနားလည်လွယ်အောင်ရှင်းပြရမယ်ဆိုရင်အပင်တပင်ရှိမယ်သူ့မှာပင်မရေတောက်မြစ်ဆိုတာရှိမယ်အဆိုဆိုတော့အဲ့ဒီပင်မရေတောက်မြစ်လိုပဲခိုင်ခိုင်မာမာရှိရပါမယ်ခိုင်ခိုင်မာမာရှိဖို့ဆိုရင်သူ့မှာ အချက်နှစ်ချက်ပါဝင်ပါတယ်အဲ့ဒီအချက်နှစ်ချက်ကရည်ညွှန်းကန်နဲ့စာရေးသူရဲ့သဘောထားပဲဖြစ်ပါတယ်ရည်ညွှန်းကန်ဆိုတာကကုအဆိုဘက်ကမှပါဝင်မဲ့ပုဂ္ဂိုလ်အရာဝတ္ထုတွေကိုပြောချင်တာပါစာရေးသူရဲ့သဘောထားကတော့ရည်ညွှန်းကန်ကိုသူဘလို့သဘောထားလဲဆိုတာကိုပြောချင်တာပါဥပမာဆိုရင် သူ့ရည်စားသိပ်စွာတယ်ဒီထဲမှာဆိုရင် သူ့ရည်စားဆိုတာကရည်ညွှန်းကန်သိပ်စွာတယ်ဆိုတာကစာရေးသူရဲ့သဘောထားပါ အဆိုဝါကြဒါမှမဟုတ်ခေါင်းစဉ်ဝါကြရေးတဲ့ခါမှာဘလို့ခေါင်းစဉ်မျိုးယူရမလဲဆိုတာသိဖို့လိုအပ်ပါတယ်။မဟုတ်ဘဲနဲ့ယူခြင်းတာယူပြီးရေးခြင်းတလို့ရေးမယ်ဆိုရင်လည်းခင်ဗျားတို့သဘောပါပဲ။ဘာလို့တေချာယူဖို့လိုတာလဲဆိုရင်ကိုကအယွေးမှားလိုက်တာနဲ့စားပွဲတစ်ပတ်လုံးကကိုလိုခြင်းတလို့ထိထိရောက်ရောက်ရှိတော့မှာမဟုတ်ပါဘူး။ခင်ဗျားတို့လူယွေးမှားလို့တဘောလုံးရေစုံမျောရတယ်လို့ပေါ့ဗျာ။ တချို့စာကြောင်းတွေကအဆိုလို့ထင်ရပေမဲ့တကယ်အဆိုမဟုတ်ပဲကိုပါရေးမယ်ဆိုတာကိုကြီးညာမိတတ်တာပါဥမာဆိုရင် ကျွန်တော်ရေးပြမှာကကျွန်တော်တို့မြို့အကြောင်းပါဒီစာကြောင်းမှာဆိုရင် ကိုမြို့အကြောင်းရေးမယ်ဆိုတာပဲကြီးညာမိတာပါတကယ်အဆိုမရောက်ပါဘူးနောက်တစ်ခုအဆိုတွေကကျဲလွန်းနေတာဒါမှမဟုတ်ကျင်းလွန်းနေရတယ်ရှိပါသေးတယ်ဥပမာဤကမ္ဘာလောကကြီး၌နေထိုင်ကြကုန်သောလူတို့သည်ကိုယ်စာတိမျိုးကိုချစ်ကြကုန်၏ ီအဆိုစာကြောင်းဟာဆိုရင်အရင်ကျေသုံးနေပါတယ်နောက်တစ်ခုကျွန်တော်မျိုးကရန်ကုန်မျိုးပါဒီအဆိုစာကြောင်းကလည်းအရင်ကျင်းသုံးနေသေးပါတယ်အဲ့ဒါဆိုတကယ်အဆိုဝါကြလေးကိုကြည့်ရအောင်မင်္ဂလာထမင်းဆိုင်တွင် အလုပ်လုပ်ရသည်မှာ ကျွန်တော်အတွက်စိတ်ပျက်စရာအကောင်းဆုံးဖြစ်ပါသည်ဒီအဆိုမှာဆိုရင်အပေါ်ကရှင်းပြထားတဲ့ရည်ညွန်းကံနဲ့စာရေးသူသဘောထားအခုစလုံးပါဝင်ပါတယ်ဒီလိုအဆိုမျိုးကသာတကယ်အဆိုဖြစ်ပါတယ် အဆိုအကြောင်းကိုတရားလေးနားလည်လိုက်မယ်လို့ထင်ပါတယ်။နားမလည်ရင်လည်းဗီဒီယိုနောက်တစ်ခါတော့ပြန်ကြည့်လိုက်ပါ။အပေါ်မှာပြောခဲ့သလိုအဆိုပါကြကအပင်တပင်မှာရှိတဲ့ပင်မရေသောမြေလေးတခုသူ့ဘေးနားမှာထွက်နေတဲ့မြင့်မော်လေးတွေကြတော့အထောက်ပံ့လေးပေါ့နော်အဲ့ဒီအထောက်ပံ့လေးတွေကအဆိုပါကြကိုပြန်ပြီးအတိတ်ဘယ်ချက်ဖွင့်နေပြီမဲ့စားချောင်းလေးတွေပါပဲအထောက်ပံ့တွေဟာလည်းသူ့နေရာနဲ့သူ့အရေးပါပါတယ် ကို့အဆိုကကောင်းမှပြီပဲထောင်းအထောက်ပံ့တွေကမကောင်းရင်အောက်ရှူးနေလို့ဖြစ်ပါလိမ့်မယ်အဲ့ဒါကြောင့်လေအထောက်ပံ့ကိုရေးမဲ့အချိန်မှာကို့အဆိုဝကြနဲ့ပြန်ပြီးပြန်ချိတ်အဆိုဝကြဘောင်တွင်းကနေလည်းမချောသွားမိအောင်ထိထိမိမိရေးဖို့လိုအပ်ပါသေးတယ်အဲ့ဒါမှကို့ရေးတဲ့စာပိုက်ကို့ပြောတဲ့စကားကတစ်ဖက်သူဖတ်ရတဲ့အခါမှာပဲဖြစ်ဖြစ်နားထောင်တဲ့အခါမှာပဲဖြစ်ဖြစ်ကိုပြောချင်တယ်ဆိုလို့ရင်းအိပ်ပဲကိုတေချာနားလည်မှာပါ ဥပမာအနေနဲ့မင်္ဂလာထမင်းဆိုင်အလုပ်စာပိုင်လေးကိုကြည့်ရအောင်မင်္ဂလာထမင်းဆိုင်တွင် အလုပ်လုပ်ရသည်မှာကျွန်တော်အတွက်စိတ်ပျက်စရာအကောင်းဆုံးဖြစ်ပါသည်စိတ်ပျက်ရသည့်ပထမအကြောင်းမှာအလွန်ပင်ပန်းရခြင်းဖြစ်ပါသည်နနက်9နာရီတွင် အလုပ်စာဝင်ရပြီးည8နာရီစိုင်ပိတ်ချိန်ရောက်မှနားရပါသည် နေ့လယ်ပိုင်းနှင့်ညနေပိုင်းအဲကျချိန်တွင်ခဏတစ်ဖြုတ်နားကွင်းလောက်ပင်မရပါစိတ်ပျက်စရာကောင်းသည့်နောက်တစ်ချက်မှာရသည့်လောက်ခဖြစ်ပါသည်တစ်နေ့လုံးမအားမလတ် အလုပ်လုပ်ရတော့လဲရာသီလကာမှာတနေ့မှ တထောင်သာဖြစ်ပါသည်ဆိုင်တွင်စားခွင့်ရှိသည့်အတွက်ကျွန်တော်အတွက်ပြဿနာမကြီးလာတော့လဲအိမ်တွင်ရှိသည့်ကျွန်တော်ဇနီးနှင့်ကလေးနှစ်ယောက်အတွက်ထိုဝင်ဝင်မှမလောက်ပါနောက်ဆုံးပြောရရင်အလုပ်ခွင့်ချိန်ဒီမှာလဲပြောစရာမကောင်းပါဆိုင်ရှင်သည်စိတ်အလွန်ဆက်သူဖြစ်ပါသည်အသေးမောအမားလေးတစ်ခုပြစ်သွားလျင်ပင်စုပူတတ်ပါသည်အလုပ်ခွင့်တွင်ချိန်မောင်းတံများညံနေတတ်ပါသည် ီစာပိုင်းကစာအုပ်ထဲမှာပါတော့အကုန်လုံးသိကြမယ်လို့ထင်ပါတယ်။ပထမဆုံးစာကြောင်းကကြတော့အကုန်လုံးသိကြတဲ့အတိုင်းအစိုးစာကြောင်းပဲဖြစ်ပါတယ်။သူ့ရဲ့အစိုးကိုခိုင်မအောင်အချက်၃ချက်နဲ့ခန့်ခိုင်မှမှာဖော်ပြထားပါတယ်။ပထမဆုံးအချက်ကတော့သူအလွန်ပင်ပန်းရခြင်းကြောင့်ကိုခန့်ခိုင်မှမှာထောက်ပံ့ထားပါတယ်။ဒုတိယအချက်ကတော့သူရတဲ့လေဝါးကားကမလုံလောက်ကြောင်းကိုခန့်ခိုင်မှမှာနဲ့ထောက်ပံ့ထားပါသေးတယ်။ နောက်ဆုံးချက်နေကတော့သူ့ရဲ့လုပ်ငန်းဝင်ချင်းတွေကပြောစရာမကောင်းတဲ့အကြောင်းကိုခိုင်ခိုင်မာမာတင်ပြထားပါသေးတယ်။ဒီအချက်၃ချက်လုံးကသူ့ရဲ့အဆိုကိုခိုင်ခိုင်မာမာနဲ့ထောက်ပံ့ထားပြီးတော့စာဖတ်သူတွေအတွက်လည်းတိတိတသားနဲ့နားလည်လွယ်စေပါတယ်။ Conclusion အနေနဲ့မြန်မာဘာသာစကားကအရင်ဆုံး Brahmi ကနေစတင်ခဲ့ပါတယ်။သူရှင်းမှာစတင်ဖြစ်ခဲ့တဲ့ဘာသာစကားတွေလည်းရှိပါသေးတယ်။အဲ့ဒါတွေကအရန်ဝေးသွားလို့မပြောတော့ပါဘူး။ Brahmi ကနေတဆင့်ပြူမွန်ရခိုင်ဆိုပြီးစင်ခဲ့လာတယ်။ အဲကနေမှ ပြူမွန်ရခိုင်ပါဠိဘာသာလေးမျိုးပေါင်းပြီးတော့မြန်မာဘာသာဆိုပြီးဖြစ်လာတယ်။မြန်မာဘာသာစကားကိုထပ်ပြောရမယ်ဆိုရင်သူ့မှာအနက်နဲ့အဆိုဆိုပြီးထပ်ရှိပါသေးတယ်။ဒီတက်မကလည်းရှိပါသေးတယ်။အနက်အကြောင်းကိုပြန်ချင်းချုပ်ရရင်စကားလုံးတိုင်းမှာအနက်အဓိပ္ပာယ်ဆိုတာရှိတယ်။ဒါပေမဲ့စကားလုံးတိုင်းမှာအနက်အဓိပ္ပာယ်တစ်ခုတည်းရှိရတော့မဟုတ်ပါဘူး။အနက်အဓိပ္ပာယ်တွေကနေရာနဲ့အခြေအနေပေါ်လိုက်ပြီးအများကြီးကွဲနိုင်ပါသေးတယ်။ အဆိုအကြောင်းကိုလည်းပြန်ချင်းချုပ်ရရင် အဆိုဆိုတာခေါင်းစင်ပါပဲအဆိုကိုထက်ခွဲလိုက်မယ်ဆိုရင် အဆိုကိုခိုင်မာစေမယ့်အချက်နှစ်ချက်နဲ့အထောက်ပံ့တွေပါဝင်မယ်အဲ့ဒီအချက်နှစ်ချက်ကရည်ညွှန်းခံတဲ့စာရေးသူရဲ့သဘောထားတတိထားမှာကကို့အဆိုကကျေလွန်းနေတာကျင်းလွန်းနေတာမျိုးမဖြစ်ရဘူးအထောက်ပံ့တွေမှာဆိုရင်လည်းအဆိုကိုပြန်ချိတ်ပြီးနားထောင်သူဒါမှမဟုတ်စာဖတ်သူကိုနားလည်စေမယ့်အထောက်ပံ့တွေမျိုးဖြစ်အောင်လုပ်ဖို့လိုအပ်ပါတယ်ဒီဗီဒီယိုမှာပြောထားတဲ့အချက်လေးတွေကို ိုတကယ်နားလည်မလဲဆိုတာသိရအောင်မိကုံးလေးတွေတူတူလိုက်ဖြစ်ကြည့်လို့ရပါတယ်တော့လာတော့ပဲလေ 嗯，不要。